Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဖြိုးကမင်းတို့အီအီလေးနဲ့အရန်ကိုစားလို့ကောင်းတယ်ဘဲဖြုတ်အလွယ်ပြုတ်လုံနေလေးကိုလာမြရပေးရဖြစ်ပါတယ်ရှင်လုံနေလေးရတဲ့လွယ်ကူပြီးတော့အရန်လည်းစားလို့ကောင်းတဲ့နေလေးပေါ့နော်ကဲဒါဆိုလုံနေလေးကိုသိရအောင်ဖြိုးရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြပါဦးရှင် ဒါကတော့တ냐ရေစိမ်ပြီးတော့ရေ3လေးထပ်လောက်စေးထားရတယ်စတော့ပဲနုစီဘူးနဲ့တပူးစားပဲဖြစ်ပါတယ်ရှင်အရင်ဆုံးဖြူတို့သူ့ကိုပြုတ်ပေးရန်အတွက်အိုးလေးကိုထပ်ပေးလိုက်မယ်ပြီးရင်တော့ရေကိုပန်းမြုပ်တဲ့ထိထပ်ပေးလိုက်ပါမယ်။အယောင်နဲ့အရသာအတွက်ကထညက်ခဲလေးတစ်ခဲကိုထပ်ပေးတာနဲ့ဘေကီဆိုဒါလည်းဖိတ်ရေစုံနဲ့တစွန်းစာလောက်ကူပါထပ်ပြီးတော့ပဲလေးတွေကိုမိနစ်20လောက်ပေါ့နော်ပြုတ်ထားပေးလိုက်ပါရရှင်။ဖြောကပဲကိုလုံးဝနူရတဲ့အထိမပြုတ်ဘူးပေါ့နော်။နည်းနည်းလေးကြက်လာတဲ့အထိပဲပြုတ်ထားပေးလိုက်ပါရ ပြုတ်ထားလိုက်တာမိနစ်20ဖြစ်သွားပြီဆိုတာနဲ့ဖြိုးပါပေါင်းမဲခွက်လေးထဲကိုအဝတ်လေးတစ်ဆက်ခင်းပြီးပေါ့နော်စကားလေးနဲ့ဘဲကိုဆက်ထုတ်ပြီးတော့ထည့်ပေးလိုက်ပါတယ်ပြီးရင်တော့ဖြိုးတို့သူ့ကိုမိနစ်20လောက်ထပ်ပြီးတော့ပေါင်းပေးရမှာဖြစ်ပါတယ်ရှင်ဒီနေ့လေးကဆိုလို့ရှိရင်လုံးဝညမပြရပဲကြုတ်တယ်ပဲပေါ့နော်ရက်သားလည်းအရန်ကိုကောင်းပါတယ်ကဲပြီးရင်တော့သူ့ကိုဖြိုးတို့နောက်ထပ်မိနစ်20လောက်ထပ်ပြီးတော့ပေါင်းထားပေးလိုက်ပါမယ်နော် ကဲဒါကတော့မိနစ်20လောက်ပေါင်းပြီးလို့ရလာတဲ့နေသားလေးပဲဖြစ်ပါတယ်ဒီနေ့ဟာဆိုလို့ရှိရင်တော့ပဲကလုံးဝနူးနေပြီပေါ့နော်ဒီနေရာမှာပဲကမနူးသေးဘူးဆိုလို့ရှိရင်နောက်ထပ်ဆက်ပြီးတော့ပေါင်းပေးနိုင်ပါတယ်နော်ပြုမာကတော့လုံးဝနူးနေတာဖြစ်တဲ့အတွက်ဆက်ပြီးတော့မပေါင်းတော့ဘူးပေါ့နော်ကဲဒီနေ့ဟာဆိုလို့ရှိရင်တော့အတော့လေးပဲတုတ်ဆာဆာမင်းနဲ့ပဲတွဲကြောဆာဆာပေါ့နော်အရန်ကိုလိုက်ဖက်တဲ့ဖြူတို့ရဲ့ပဲပြုံမွှေးလေးရတော့စားလို့ရပါပြီရှင်ဒီနေ့လည်းတော့နိုင်ငံရဲ့ချမှာရှိနေတဲ့သူတွေအတွက်လည်းဒီပဲအချောက်လေးကိုအလွယ်ပေါင်းစားလို့ရတဲ့နေလေးပဲဖြစ်ပါတယ်ရှင်။စားလို့လည်းကောင်းပြီ တော့လုံနေလေးရလဲလဲကူတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်။ကဲဒီနေ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲเนาะ။ဒါဆိုဖြိုးနေဗီဒီယိုတစ်တင်မှာပြန်ဆောင်ကြမယ်เนาะ။အားလုံးပဲဘိုင်ဘိုင်။